အာဒီနေ့ကတော့2025ခုလေးလပိုင်းပေါ့ဗျာတင်းနေငွေနေသားသမီးနဲ့ပတ်သက်တဲ့လေးလပိုင်းအတွက်တက်လာတာကံကြမ်းမှာကိုတင်ပြပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါဗျာကျွေးညာမိမိသားစုကကျူးသွားပါတယ်ဗျာကျောင်းအာဒီနေ့ကတော့2025ခုလေးလပိုင်းပေါ့ဗျာတင်းနေငွေနေသားသမီးနဲ့ပတ်သက်တဲ့လေးလပိုင်းအတွက်တက်လာတာကံကြမ်းမှာကိုတင်ပြပေးသွားမှာဖြစ်ပါတယ် အထူးသဖြင့်ကတော့အဲ2025လေးလပိုင်းတင်းနင်းကနေသားသမီးတွေနဲ့ပတ်သက်တဲ့ကံလေးတွေပြင်ညို့တင်းနင်းကနေကဒီအချိန်မှာအပုတ္တိယနေပြီးတော့အနောဘင်္ဂကိုပြောင်းနေတာဖြစ်တဲ့အတွက်ပုတ္တိသောမကျော်သောကျော်သောပုတ္တိတူးမရှိဘင်္ဂမှာအပြက်အဲ့ဒါမျိုးဖြစ်တဲ့အတွက်တင်းနင်းကနေသားသမီးတွေကဒီလေးလပိုင်းအတွင်းမှာဖားရပိုင်းကားပိုင်းဖြစ်တဲ့တဲ့ကာလမျိုးတွေဖြစ်ပါတယ်အဲ့ဒီနေ့ကနေသားသမီးတွေကလေးလပိုင်းပထမ5နေမတိုင်မီရဲမှာအလောက်ကနေတအားပွန်းလန်းတတ်တယ်ဗျအဆင်ပြေတယ်အစ်စ်တီအဟောင်းနေ ခမရဒီချိန်မှာတနင်္ဂနွေသားသမီးကလေးလပိုင်းဆငါ့ရဲ့မတိုင်းမီကလုံးစရာကြီးတာကိုပြက်ပြက်သားသားအပြတ်သားတော့ခမရတို့လုံးကျင်တာလေးလုံးလုံးတော့အောင်မြင်မှာဆငါ့ရဲ့ကြိုးသွားတဲ့ခါကျအဟောင်းအစ်စ်ပြင်းခမရတို့အီလေလေဖြစ်သွားတဲ့ကိုအနေရဆုံးခွာတဲ့လူတွေကိုရင်ကိုပြန်ကတ်တတ်တယ်အိမ်မှာရှိတဲ့အဟောင်းနေနဲ့အစ်စ်တွေနဲ့ပြင်းပြီးတော့လောရတတ်တယ်ဖားတစ်ပိုင်းငါးတစ်ပိုင်းအားနေတယ်ပြောကျွန်တော်တို့ရပြောရင်ဆငါ့ရဲ့လောက်တဲ့မှာလာသမ်းမှာအားကောင်းပြီလက်ကုံမှာအားမကောင်းတတ်တဲ့ကာလမျိုးဖြစ်တော့ဒီလာသမ်းပြင်းတွေမှာ လုံးစရာကြီးတဲ့လုံငန်းကိုခတိချင်းမှာပြင်းပြထန်ထန်လုံးအိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေတင်းနှင်းနေသားသမီးတွေကြိုးစားပြီးလုပ်လိုက်သားမှာဗျာခင်ဗျာမှာတော်တော်များများခွန်းလန်းနေရပြီးတော့ဆန်ခါရဲ့ကြိုးတဲ့အခါမှာခင်ဗျာနားကျင်နားလိုက်ပါခင်ဗျာဘယ်တော့လုံးလုံးတိတ်ဆင်းပြေးမှာမဟုတ်ဘူးဒါကြောင့်ခင်ဗျာတင်းနှင်းနေသားသမီးတွေကလေးလာပိုင်းဒီမှာအိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆန်ခါရဲ့ကြိုးမှာပွင့်လန်းပြီးဆန်ခါရဲ့မှာနောက်ကျတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်တင်းနှင်းနေသားသမီးတွေကအိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စလေးပွင့်လန်းနေတယ်ပေါ့ဗျာပွင့်လန်းနေတယ်ဆိုလို့ရှိရင်ခင်ဗျာ ကြာသာပရိအော်ကြာသာပရိတဲ့ဟောဘောရာဟုအနောက်မြောက်ကိုလှဲ့လှဲ့ပြီးတော့မျက်နှာလေးတိမျက်နှာလေးတိပြန်ကိုယ့်ရဲ့ပါးလေးကိုဖောက်ဖောက်ဖောက်နဲ့ပုတ်ခင်ဗျပါးလေးခင်ဗျလှုပ်နေတာအိုးကြီးလှုပ်ကန်နေလှုပ်ကျင်လို့ပါးလေးကိုဖောက်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 နဲ့ပုတ်ချပုတ်ပြီးမှအတင်ပါးလေးရဲ့ကျွန်တော်လေးလှုပ်ကန်မကောင်းဘူးဗျာလှုပ်ကန်ကောင်းကျင်တယ်ကျွန်တော်အိမ်မှာမိမအိမ်ဆောက်ကျင်တယ်အိမ်ဆောက်ကျင်လို့ဟာချွေးမလေးရဲ့နိုင်ငံရောက်သွားမှနိုင်ငံရဲ့ပတ်သက်တဲ့ကိစ္စလေးတွေဆင်ပြေခြင်းလိုက်တာဗျာတားလေးရလည်းအလုပ်ခေါ်တာတွေမလာဘူးအိမ်မှာတော့အလုပ်ကန်နေပတ်သက်တဲ့မိသားစုနဲ့ပတ်သက်တဲ့အိတ်ဆင်မပြေဘူးဗျာအဲ့ကိစ္စလေးတွေဆင်ပြေခြင်းနဲ့ ကျွန်တော်လည်းအိုးအိမ်ကောင်းကောင်းလုပ်ငန်းကောင်းကောင်းအဆင်ပြေတဲ့လုပ်ငန်းလေးပေါ်ခြင်းတာအဲ့ဒါအပေါ်အသင်ပါလေးကကုညီဆောင်ဖြောက်တော်မူပါဆိုတာမျက်နှာလေးတည့်ကိုယ့်ရဲ့ပါလေးကိုဘယ်ညာမခွဲဘူးခင်ဗျပါလေးကိုဖောက်ဖောက်ဖောက်နဲ့ပုတ်ပြီးမှခင်ဗျသူတောင်းလိုက်သားမှာဗျာပိတ်ဆိုနေတဲ့အိုးအိမ်လောက်ကညာအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဒါကြောင့်2025လေးလပိုင်း AB လအတွင်းမှာတနင်္ဂနွေသားသမီးအားလုံးကအိုးအိမ်လောက်ကနဲ့ပတ်သက်တဲ့ကိစ္စအဆင်မပြေလို့ရတော့ကျွန်တော်တို့ရွှေညာမီမိသားစုရဲ့ကံမြင့်ရေတရာရပြောရင်အဲ့ဒီโอเคရာဦးတောင်းနောက်မြောက်တောင်းလက် ။အမျက်နဲ့လေးကိုတက်ပြစ်ပြီးမှကိုပားလေးကိုရေလင်းနဲ့ဖတ်ဖတ်ဖတ်နဲ့ပုတ်ပြီးတော့ဆူတောင်းလိုက်ကြမှာဗျာ။ပုတ်တဲ့သဘောကခမရလှုပ်ပလိုက်တာ။လှုပ်ပလိုက်တဲ့အတွက်ခမရမှာပိတ်ဆိုးနေတဲ့အိုးဝင်လောက်ကမြန်မြန်သုံးပွင့်လမ်းမှာဖြစ်ပါတယ်။ကျွန်တော်တို့လိုလေကူကူပေးနေတဲ့ရေရာတွေပေးနေတာပါလွယ်အောင်လို့ပါ။တက္ကတိလေးမှာဟိုဟာလှုပ်ပါဒီဟာလှုပ်ပါဆိုတော့အဆင်မပြေဘူး။ဘုရားကျော်လေးရှားပါ။တချို့ပြဿနာတက်နေတာသူဘုရားကျော်ဘယ်မှမသိဘူး။အပေးတဲ့မသားဘုရားကျော်ကြီးပေးလို့ငါဘုရားကျော်ကဘယ်မှမသိဘူး။ အာထင်းရပြီလို့ထင်းရတလုံးတချို့1500လောက်ရှိနေတလုံး1500တယ်ဗျာအဲ့နေရာမျိုးထင်းရပဲသွားရေရပြီလို့တော့ပါချလိုက်မှာပေါ့ဖြောင်းတောင်တောင်နေသွားလိမ့်မယ်အဲ့ကြောင့်လွယ်အောင်လို့လွယ်လွယ်ရေရလေးတွေပြီးနေတာဖြစ်ပါတယ်ဗျာကျွန်တော်တို့ရွှေညာမိမိသားသူကခွန်နေသားသမီးမှာပိတ်ဆိုနေအိုးဝင်လောက်ကံများပွင့်လောင်းအောင်လို့လွယ်ဆုံးလုံနိုင်တဲ့ရေရလေးကိုပြီးနေတာဖြစ်ပါတယ်เนาะဒါကြောင့်ခမတင်းနေသားသမီးများအလောက်ကံမကောင်းလို့ရတော့ရာဟုတောင်းနောက်မြောက်တောင်းလဲညနာလေးရင်တန်းဘဲဘဲပါလေးကိုပေါက်ပေါက်ပေါက်နဲ့ပုတ်ပြီးတော့စူတောင်းလိုက်သားမှာဗျာခမပိတ်ဆိုနေတဲ့အိုးဝင်လောက်ကံများ အမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။အင်းင်းကနီသားသမီးများငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာစင်္ဂါရီလောက်တည်းမှာယာယီခမရဤလေဤလေဖြစ်ပြီးစင်္ဂါရီကျော်မှာတအားပွင့်တတ်တယ်။ခုနကအိုးရင်လောက်ကရစင်္ဂါရီတွင်မှာပွင့်ပြီးတော့ခမရဟိုဟာပေါ့စင်္ဂါရီကျော်မှာအဆင်ပြေမင်းဘာဒီပြောနေအောင်ကိုယ့်ကပြောနေလို့မထင်နဲ့အလောက်ကင်နာပွင့်တာပတ်သက်မရဘူး။အလောက်ကင်နာပွင့်တာပတ်သက်မရသူအဲခမရအဲဟိုမှာလောက်ကင်ငိမ့်သွားတဲ့ချိန်မှာပတ်သက်ရမှာ လက်ကုံမှာလက်တာထုတ်သလိုပေါ့ဗျာလာသန်းတော့လှုပ်လေလုံးအောင်မှာပဲအဲ့ဒီသဘောမျိုးကိုပြောတာဒါကြောင့်တနေ့ကနေသားသမီးများလေးလပိုင်းမှာအသိအမြင်ပြင်းအိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စငွေကြီးနဲ့မှအချင်းပြင်းတနေ့လားအရှိရကိုလက်မျက်နှာလေးတဲ့ခုနလိုပဲဘဲဘဲပါလို့ပဲလက်ကလေးကဖောက်ဖောက်ဖောက်နဲ့ပုတ်ပြီးတော့ပုတ်ပြီးမှသူတော်ကျွန်တော်ပတ်သက်လုံးနေတယ်ဗျာကျွန်တော်လူတဲ့ပတ်သက်ဘလောက်ကျွန်တော်ပေးစရာဘလောက်ရစရာဘလောက်ကျွန်တော်လူချင်တာဘလောက်အဲ့ဒီကိစ္စလေးတွေအချင်းပြင်းနေဒါကြောင့် အဲ့ဒီအတင်မျက်နှာတည်ရေးလေးရအာဘယ်ဘက်ပေါက်ဖောက်ပေါက်နဲ့ပုတ်ပြီးမှအဲ့ဒီငွေလေးဝင်အောင်အများဆုံးကူညီစောင့်ကြောက်ပါဆိုတဲ့အကြောင်းကိုစူတောင်းခင်ဗျာစူတောင်းပြီးတဲ့အချိန်ရရအပြင်ပြောရင်၂ရက်နောက်ကြရင်တော့၃ရက်၃လောက်တည်းမှာငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးဝင်လန်းတော့မှာဖြစ်ပါတယ်ဗျာဒါကြောင့်မျက်နှာတည်ရင်အဲ့ခင်ဗျာပါလီပုတ်ရေချိုးရင်းမျက်လုံးအကြောင်းတစ်ခုနဲ့ပတ်သက်လို့ရှိရင်အဲ့ခင်ဗျာဘယ်ဘက်ပညာပဲပါလီကိုပုတ်ပုတ်ပြီးမှငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာတင်းနေလားအရှိအရာကိုလက်ပြီးတော့ပုတ်ပုတ်ပြီးတော့စူတောင်းမယ်ဆိုရင်တော့ခင်ဗျာမှာပိတ်ဆိုနေတဲ့ ငွေကံများအမြန်ဆုံးပွင့်လာမှာဖြစ်ပါတယ်ဗျာအဲဒါကြောင့်လေးလာပိုင်းတွင်မှာတနင်္ဂနွေသားသမီးများကျွန်တော်တို့ရွှေညာမီမိသားစုရဲ့ကံမြင့်ရေရရာရပြောင်းတနင်္လာအရှိရကိုလှည့်မျက်နှာလေးသိမ့်မတာဘေးပပလို့ရေလေးနဲ့ဆုပ်ပြီးဖဖဖနဲ့ပို့လိုက်သမှာဗျာဘယ်ညာမခွဲပါဘူးပို့လိုက်လို့ရှိရင်တော့ခမရမှာပိတ်ဆူနေငွေကံများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်နော်ဒီချိန်လေးမှာပဲထူးခြားနေကြကနော်တနင်္ဂနွေသားသမီးတွေကဒီချိန်မှာဟောဟောပေါ့ဘေးကတော့အဆင်ပြေနေတယ်လို့ပဲ တကယ်တမ်းကျတော့အဆင်မပြေဘူးပြစိတ်ထဲမှာဝါတတာဖြစ်နေတာစိတ်ထဲမှာတခုခုဘေးရကြီးနေရတော့အဆင်ပြေနေတာပဲစိတ်မှာမပြတ်ဘူးအလိုလိုအောင်မလားအိမ်ဆောက်အောင်မလားအိမ်ဆောက်ရင်ပတ်သက်ကုန်မယ်အလိုလိုရင်အဲ့ဒီလောက်ကအဆင်ပြေပါမလားအလောက်ကိုစားလိုက်မယ်ဆုံးချုံးသွားရင်ဒုက္ခဆိုတဲ့စိတ်ထဲမှာတခုခုဆုံးမြတ်ကျဲတိတိကျကျမချားရတဲ့ကာလမျိုးတွေဖြစ်ပါလေဗျာတခုခုလွဲချုံနေတယ်လို့ခံစားရတတ်တယ်အဲ့ဒါကြောင့်ခမတခုခုနဲ့ပတ်သက်တဲ့စိတ်ချမ်းသာပျော်ရွှင်မှုတွေနဲ့ပတ်သက်တဲ့ကိစ္စအဆင်ပြေခြင်းအင်္ကာတောင်းအရှိတောင်းတောင်းလှက်လှက် ခင်ဗျဘာမှမကင်မဲနဲ့စူးတော့ဘာမှမကင်လက်ထမဘာမှမကင်မဲနဲ့စူးတော့ကျွန်တော်လုပ်ကန်နေအစ်စ်လုပ်ချင်းနေဗျာလက်ရှိဖြစ်ပေါ်နေတဲ့အနေထားအိမ်ရလေးတထထိန်နထဆောက်ချင်းနေဗျာကျွန်တော်အလုပ်ကမရှိဘူးဗျာအလုပ်လုပ်ချင်းနေဗျာအလုပ်တော်ရှိပါရဲ့ဒီလောက်ကတိတ်မကောင်းဒီလုပ်တွေပြောင်းလုပ်ချင်းနေဗျာမိမိဘာတွေတိုးတဲ့ချင်တော့တိုးတဲ့ချင်တဲ့အကြောင်းအင်္ကာတော့အချိန်တောင်တော့လက်ဘာမှမကင်မဲနဲ့စူးတော့လိုက်စမှာဗျာခင်ဗျစူးတော့ပြီးတဲ့အချိန်ကစပြီး၃ရက်လောက်တွင်မှာခင်ဗျမှာပိတ်ဆို့နေတဲ့စူးတော့မှုများ အမြန်ဆုံးပွင့်လာမိဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရစေဗျာနော်အဲ့ဒါလေးကြည်ကြည်ကိုနေနီးနေစားတဲ့တဲ့တဲ့လူယောက်ျားလူယောက်ျားတဲ့ဘုန်းကြီးလူလူတော်ဆိုတောင်းတောင်းဆိုမြောက်အဲသွားသွားဆိုဟုတ်ကဲ့ဟုတ်ကဲ့သွားချင်မှသွားလာလာဆိုဟုတ်ကဲ့လာပါမယ်ဆိုလာချင်မှလာအယောင်တော်တော်ကြောင်းတော်တော်နေနဲ့ဂျုံတွေ့ရတဲ့ကာလမျိုးတွေဖြစ်ပါလေဗျာဒါကြောင့်လူယောက်ျားတွေယောင်တော်တော်ကြောင်းတော်တော်ဂျုံတွေ့နေတနေ့လာအရှိရာကိုလက်ခင်ဗျာခုနမျက်နှာလေးတက်လက်ကလေးနဲ့ပုတ်သလို ငွေကြီးနဲ့ပတ်သက်လို့ပါလေးကိုပုတ်ပြီးစူးတောင်းသလိုခင်ဗျားစူးတောင်းသားမှာဗျာမျက်နှာလေးတိတ်ပြီးမှသွားအတင်းရေလေးရမျက်နှာတိရေလေးရငါကျွန်တော်လေးအိမ်ရသားကလုံးမလုပ်ဘူးဗျာအလုပ်လုပ်မှဖြစ်မှာအလုပ်တော့လုပ်ပါရဲ့ပတ်သက်မှဘူးအဲ့ဒါအကိုကိုကိုမိသားစုမှမနေဘူးအပြင်မှာထွက်နေတယ်ဘီလစ်ကုန်းသွားနေတယ်ရက်ဆိုင်သွားနေတယ် KTP သွားနေတယ်အိမ်မှာတမတ်ချင်းတင်ပြန်မလာဘူးဗျာအခုလွဲချောနေတယ်အဲ့ဒီကိစ္စလေးတွေနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးတည့်ကျင်တယ်အဆင်ပြေအောင်ပြက်နေတဲ့လူယောက်ျားတွေကိုကိုကိုမိသားစုကိုလုပ်ငန်းမှာကပ်ပြီးအဆင်ပြေအောင် အတင်ကြီးလေးကကိုကြီးစောင့်ကြောက်တော်မူပါဆိုတဲ့ကြောင်းတနင်္လာရှေ့ရကိုလှက်လှက်ပြီးတော့တနင်္လာရီသားသမီးတွေစူတောင်းမယ်ဆိုလို့ရှိရင်တော့ပိတ်ဆို့နေတဲ့လူယောက်ျားနဲ့ပတ်သက်တဲ့ကိစ္စများဒီလိုက်လေးလပိုင်းမှာကျွန်တော်တို့ရွှေညာမီမိသားစုရဲ့ကံမြင့်ရေရာအရာပြောရင်တနင်္လာရှေ့ရကိုလှက်ပြီးရေးလေးမျက်နှာသေးလေးကံပြီးစူတောင်းမယ်ဆိုရင်တော့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ပိတ်ဆို့နေတဲ့ကိစ္စများအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရစေဗျာကိုနဲ့နီးနေဆက်သက်တဲ့မင်း မင်းနေနဲ့ပတ်သက်တဲ့ကိစ္စပညာရေးနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့ရာထူးတိုးနဲ့ပတ်သက်တဲ့ကိစ္စဒီချိန်မှာရုပ်ကြီးရုပ်ကြီးပြောင်းလဲပြီးငွေကြေးနဲ့ပတ်ကြတဲ့တာတပိုင်းငွေကြေးနဲ့ပတ်သက်တဲ့မဟုတ်တာလောက်တာတပိုင်းနေဖြစ်နေရပဲဖားတပိုင်းငါးတပိုင်းဖြစ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒီချိန်မှာအဲမင်းနေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအဆင်မပြေတတ်ပါဘူးဗျာဒါကြောင့်မင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်မပြေအာလူအာလူဆိုတဲ့တက်ကဦးလာကိုကဦးအောင်ရအောင်လို့ကြာသာပရိအနောက်ရက်ကိုလှည့်ပြီးမှသူတော် အသင်အားလူတွေကျွန်တော်မင်းနဲ့ပတ်သက်တဲ့ကိစ္စလုပ်မယ်အပြောင်းအလဲရတူတူတွေလုပ်မယ်မြေယာတွေနဲ့ပတ်သက်တာလုပ်မယ်မင်္ဂလာတွေဆောင်မယ်စမွဲတွေဖြီးမယ်ဗျာအဲစမွဲဖြီးထားတဲ့လူတွေအောင်ပါသေးကြောင်းခင်ဗျာကြာသပတိအနောက်ရကိုလှည့်ပြီးအားလူလေးခြင်ပြီးတော့ဆူတောင်းလိုက်စမ်းပါဗျာလေးလပိုင်းတွေမှာခင်ဗျာပညာရေးနဲ့ပတ်သက်တဲ့ကိစ္စမင်းနဲ့ပတ်သက်တဲ့အထူးရည်တွေကတော့ကံမြင့်ရည်တွေကတော့အနောက်ရကိုလှည့်ပြီးအားလူလေးခြင်ဆူတောင်းခြင်းဖြင့်တင်းတို့မှာပိတ်ဆို့နေတဲ့မင်းနဲ့ပတ်သက်တဲ့ကိစ္စအပြောင်းအလဲရတူတူနဲ့ပတ်သက်တဲ့ကိစ္စ ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စနော်မြေယာရေးနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။ကိုသွားခြင်းတဲ့ခီးရတခုသွားခြင်းတဲ့ပြောနေရစကားတခုကြောက်နေရတာဗျာ။ကြောက်သွားပြောခြင်းသူပြောခွင့်မရဘူးသွားခြင်းသူသွားခွင့်မရဘူးတခုတိတ်တိတ်လန့်နေအပြင်ထွက်ရင်ရှေ့ကျော်နောက်ကောဘေးရောကြည်နေရတဲ့ကာလမျိုးတွေဖြစ်ပါတယ်။ဒါကြောင့်တနင်္ဂနွေသားသမီးအားလုံးတို့ဒီအကကြီးစကားနဲ့ပတ်သက်တဲ့တခုခုအစီအမပြေဘုရူတောင်ရကိုလက်ရေးလေးတောင်းပြီးမှဆူတော့အတင်ရေးလေးရကျွန်တော်ခီးတွေသွားမယ်ဗျာအနေရခင်ပြီးချင်းပြီးအစီအမပြေချင်းနဲ့ ျွန်တော်စကားတွေပြောမယ်ဗျာကျွန်တော်ပြောတဲ့စကားမှာအတင်းပြီးရင်ပြီးကျွန်တော်ပြောသမျှသူသမျှအောင်မြင်နေတယ်ကျွန်တော်အများဆုံးကူညီစောင့်ကြောက်ပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရကိုလဲ့ပြီးတော့ရေးလေးတောက်ပြီးစူတောင်းမယ်ဆိုရင်တနင်္ဂနွေသားသမီးများလေးလပိုင်းတွင်မှာပိတ်ဆို့နေတော့ဒီစကားများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာနော်ဒီကြိမ်မှာယောဂာတွေနဲ့ပတ်သက်တယ်မှာကိုယ်ကိုကူညီပေးတဲ့လူကတစ်ပိုင်းပြဿနာရှာတဲ့လူကတစ်ပိုင်းအဲ့ဒါမျိုးတွေဖြစ်ပြီးတော့ ကိုအမှန်တော့ကြောက်ရတာနင်းကက်တဲ့လူကြောက်ရတာပြောကိုအကြောင်းသိတဲ့လူကကိုတိုင်လို့ကိုအကြောင်းသိတဲ့လူကကိုဒုက္ခပေးလို့အဲ့လိုမျိုးတွေအစင်မပြတတ်တဲ့ကာလမျိုးဖြစ်ပါတယ်အချင်းချင်းလက်တူတတ်တဲ့ကာလအချင်းချင်းသစ္စာဖောက်တတ်တဲ့ကာလမျိုးဖြစ်ပါတယ်ဗျာဒါကြောင့်တင်းငွေနေသားသမီးအားလုံးကဒီချိန်မှာရိုးရာတွေဖော်ပါရိုးရာဖော်မှာဒိုးရာကျော်ပြီးအမှုခင်းပြဿနာများအတိုင်းတော်များကင်းဝေးမှာဖြစ်ပါတယ်ဒါကြောင့်တင်းငွေနေသားသမီးအားလုံးတို့ဒီကျွန်တော်တို့အမှလက်ဖက်ကလေးပေါ့ဗျာတပက်ကလေး လက်ဘက်ကလေးကိုကျွန်တော်တို့အရာဆိုလို့ရှိရင်တော့တင်းငွေနေတောင်းအရှိမြောက်တောင်းလက်လက်ဘက်ကလေးကိုကိုင်းပြီးမှဆူတောင်းအတင်းလက်ဘက်ကလေးရဲ့ကျွန်တော်တို့ရိုးရဖို့လို့ဒူးရကြိုးခြင်းနဲ့အမှုခင်းပြဿနာလေးဝေးခြင်းနဲ့ငွေကြီးနဲ့ပတ်သက်တဲ့ဆူလိုက်ပြုံးလိုက်လုံးလိုက်ကဲလိုက်ဝင်ရောက်ပြီးသာသနာပြုနိုင်တဲ့သာသနာပြုခြင်းလိုက်တာဗျာကျွန်တော်တို့မှပိတ်ဆိုနေတဲ့ပြဿနာတွေဝေးကွာပြီးတော့အာအလူဒါနာတွေပြုတ်ပြီးရှူတွေလဲငွေတွေလဲနဲ့လှူခြင်းနိုင်ခြင်းလိုက်တာဗျာအဲ့ဒီကိစ္စလေးအမြန်ဆုံးအစဉ်ပြေအောင်အမှုခင်းပြဿနာတွေဝေးအောင် အတိုင်တော်တွေဝေးအောင် အနောက်အိုက်ကိစ္စတွေလုပ်ပြီးတော့ငွေကြေးများဆူလိုက်ပြုံလိုက်ဝင်ပြီးတော့ငွေကြေးကြောင့်ပြဿနာဒုစုံတရားမဖြစ်ဖြစ်နဲ့လူနိုင်တန်းနဲ့နေပွဲများအောင်မြင်စွာပြီးအောင်အသင်းလက်ဖက်ကလေးကကုညီဆောက်ချောက်တော်မူပါဆိုတဲ့အကြောင်းတင်းတင်းငွေတီတောင်းအရှိမတောင်းလှည့်လက်ဖက်ကလေးကိုင်းပြီးဆူတောင်းခြင်းအပြင်တင်းတို့မှာပိတ်ဆို့နေသောရောအဘောလိုဒိုးအကျော်ပြီးအမှုခွင့်ပြဿနာများဝေကမှာဖြစ်ပါတယ်ဗျာဒါကြောင့်လေးလာပိုင်းတွင်မှာတင်းတင်းငွေတီသားသမီးအားလုံးတို့ဒီတင်းတင်းငွေတီတောင်းအရှိမတောင်းလှည့်လက်ဖက်ကလေးကိုကိုင်းပြီးမှဆူတောင်းခြင်းအပြင် အမျိုးဘာသာတရားရင်းနဲ့ပတ်သက်တဲ့အနောက်ကျအာဏာတွေကင်းဝေးပြီးအမှုခင်းမိပါဘူးကင်းဝေးပြီးတော့ငွေကြေးများအစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်ပြီးသာသနာပြုနိုင်တဲ့ပုံစံတွေဖြစ်မှာဖြစ်ပါတယ်။ဒါကြောင့်တနင်္ဂနွေသာသမီအားလုံးတို့ဒီလေးလပိုင်းအတွင်းမှာတော့တော့ကျွန်တော်တို့ယောဂအရာပြောလို့ရှိတော့ရှိနော်ဒီမှာအေးပတ်တဲ့ယောဂများဖြစ်တတ်ပါတယ်။နော်အဲဒါမှာအစာရင်နဲ့ပတ်သက်တဲ့ကိစ္စမှာကျွန်တော်တို့ဝင်ကြိုက်ပိုးကင်းများဝင်တတ်ပါတယ်။နော်ဝင်ကြိုက်ပိုးများဝင်တတ်ပါတယ်။လမ်းသွားရင်လာရင်နဲ့ဆိုင်ကြေးတွေလဲတတ်ပါတယ်။ခလုတ်တိုက်လဲတတ်ပါတယ်။ ခမရအဲ့ဒီစံကဲစည်းမတာခွေးတွေကိုတိုက်ပြီလို့လူကပြက်လဲသွားတယ်မကြိုးပါဘူးဗျာနာသွားတတ်ပါတယ်နာမအဆင်ပြေတာဒီချိန်မှာလူနိုင်တာမနိုင်တော့ငွေနဲ့ပတ်သက်တဲ့ကိစ္စမှာကြက်တက်တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ငွေယာယီပြတ်တောက်တတ်တဲ့စံကဲကျော်မှာအကုန်လုံးအဆင်ပြေရမှာဒါကြောင့်တနေ့ကနေသားသမီးတို့အားလုံးတွေတခုခုပိတ်ဆို့နေတယ်နော်တခုခုပိတ်ဆို့နေဆိုတနေ့ကနေကြောင်းအရှိမရောက်တော့အောင်လှက်ဘာမှလက်ထက်မကင်မင်းနဲ့ဆူတော့ခမရအဲ့ခမရကျက်တဲ့မင်္ဂလာပေါင်းတဲ့ခါးချောင်းပြီးခမရဆူတောင်းနေတော်တော်များများပြေးလိမ့်မယ် ခင်ဗျားလက်ရှိနေထားတဲ့တိုးတက်ခြင်းတယ်တိုးတက်ခြင်းတယ်ဆိုရင်အင်္ဂါတော့အရှိတောင်တော့လက်ဘာမှမကင်မင်းနဲ့လက်ထဲမှာဘာမှမကင်မင်းနဲ့ဆူတော့အာကျွန်တော်လုံးမကောင်းမှုလှုပ်လှုပ်ကျင်တာအိမ်ကတထထပြနထလှုပ်ကျင်တယ်အိမ်တလုံးပြနောက်တလုံးလှုပ်ကျင်တယ်အာကျွန်တော်ပတ်ဆိုင်တော့ကုဝင်တာတသိန်းဝင်တာကျွန်တော်နှစ်သိန်းဝင်ခြင်းဆိုတဲ့အကြောင်းခင်ဗျားလက်ရှိနေထားတဲ့တိုးတက်ခြင်းတယ်ဆိုရင်တော့အင်္ဂါတော့အရှိတောင်တော့လက်ပြီးတော့ဆူတော့ခင်ဗျာကျက်တင်မင်္ဂလာပေါင်းတဲ့ခါချောင်းညင်တဲ့တယောက်နဲ့တယောက်ပြဿနာတွေကင်းဝေးပြီးအဆင်ပြေခြင်းနဲ့ပျော်ပျော်ရွှင်ရွှင်အဆင်ပြေညောတင်းငွေနေတော့ အရှိမရောက်တော့လှည့်ပြီးမှထူထောင်လိုက်သမှာဗျာကျွန်တော်တို့လေးလပိုင်းတွင်မှာတနင်္ဂနွေသားသမီးနဲ့ပတ်သက်တဲ့အေဗီလာတွင်မှာ2025အေဗီလာတွင်မှာကံမြင့်ရေရာတွေကတော့တနင်္ဂနွေတောင်အရှိမရောက်တော့လှည့်ပြီးတော့ကျက်တည်မင်္ဂလာနဲ့ပေါင်းတဲ့ခါချောင်းချင်းတနင်္ဂနွေတောင်လှည့်ပြီးတော့ဆူတောင်းဘာမှမကိုင်းနဲ့လက်ကြည့်နေထားတဲ့တူတရဲ့ချင်းတော့အင်္ဂါတောင်အရှိတောင်တောင်လှည့်ပြီးမှခမရဘာလဲတမဘာမှမကိုင်းမရဆူတောင်းချင်းဖြင့်တနင်္ဂနွေသားသမီးများဒီအေဂီလေးလပိုင်းတွင်မှာကျွန်တော်တို့ရဲ့ရွှေညမင်းမိသားစုရဲ့ကံမြင့်ရေရာတွေ ရေရာတွေပြုတ်လုချင်းပြင်းတင်းတို့မှာပိတ်ဆို့နေတော့ကိစ္စများအများဆုံးပွင့်လန်းပြီးတော့စိတ်ချမ်းသာပျော်ရွှင်လာတဲ့သာသနာပြုနိုင်တဲ့ပုံကိုပေါင်းဖြစ်ကြပါစေကြောင်းရှင်းချမင်းမိသားစုကိုစားဆရာကြီးမြန်မာပြည်မှာလေးလေးစားစားဆုတောင်းမေတ္တာပို့လိုက်ပါရဗျာအားလုံးကျမ်းမာလို့ချမ်းသာတော်မူတိုင်းကြားကြပါစေကျေးဇူးတင်ပါတယ်ဗျာဆရာကြီးမြန်မာပြည်ပါ